ပတ်စံနဲ့တိန်းလောက်နဲ့စီးပွားရေးစတင်လို့ရမယ် business idea ပြောပြပါဆိုပြီးတော့ကျွန်တော်အရှိကစီးပွားရေးအကြောင်းပြောထားတဲ့ video တစ်ခုရဲ့အောက်မှာ comment ရေးထားတာကျွန်တော်တွေ့ပတ်စံကလည်းနှစ်တိန်းလောက်ပဲရင်းကျင်တယ်ဒီနေ့ခကြည်မှာစီးပွားရေးရလဲစပြီးတော့ run ကြည့်ကျင်နေဆိုရင်အကောင်းဆုံး idea ကျွန်တော်တော်မှစဉ်းစားပူးတဲ့ idea အဲ့ဒါက carton စာအုပ်ကလေးတွေဖန်တီးတာဘယ်သူတွေအတွက်လဲဆိုရင်ကလေးလေးတွေအတွက်ပတ်စံနှစ်တိန်းလောက်ရင်းရမလားဆိုရင်နှစ်တိန်းဒီဘယ်အပေါ်မှာရင်းရမှာလဲဆိုတဲ့ကိစ္စကိုကျွန်တော်ပြောပြမယ်ဒါပေမဲ့အဲ့လောက်လေကုန်ချင်မှကုန်မယ် ဘာကအဓိကဆုံးဖြတ်ချက်ဖြစ်သွားမလဲဆိုရင်ကို marketing လုပ်တဲ့ပုံစံကို့ပစ္စည်းကိုသူများဝယ်ချင်အောင်လို့လုပ်တဲ့ပုံစံပြီးတော့ကိုစီးပွားရေးထိုးဖောက်မဲ့ pattern အဲ့ဒါအပြင် consistency ကိုရဲ့ production ပုံမှန်ကောင်းနေဖို့လိုတယ်အဲ့ဒါအပြင် creativity creation ကောင်းရင်ကောင်းတယ်လို့ဒီစီးပွားရေးကသူများကိုခဏလေးနဲ့ကြော်တက်လို့လည်းရတာဖြစ်နိုင်တယ်အရင်ရိုးရှင်းတယ်သုံးရမယ့် tools ကတစ်ခုတည်းပဲအဲ့ tools ကလည်းပတ်စံတောင်းကြံပဲရှိတယ်အဲ့ဒါ ဂျမနိုင်း Pro ကိုဝယ်လိုက်ဂျမနိုင်း Pro နဲ့ဆိုရင်ဘာတွေလုပ်လို့ရလဲဆိုရင်ဒါတွေလုပ်လို့ရတယ်ကျွန်တော်ပြမယ်။ဒီဟာဆိုရင်ဂျမနိုင်းကို Pro ကျွန်တော်ဘယ်ရဝယ်ထားရလဲဆိုရင် Tech Mart ကနေပဲဝယ်ထားတာ။ဂျမနိုင်း Pro ရဲ့မှာအလုပ်လုပ်အကောင်ဆုံးအရာကဘာလဲဆိုတော့ဓာတ်ပုံ။အခုဗီဒီယိုတွေခစ်ထားရတော့ထားဗျာ။ဒါပေမဲ့ဓာတ်ပုံကအရန်ကုန်မှဖန်တီးလို့ကောင်းတယ်။ကျွန်တော်မှဒီမှာမီမီလေးကိုချုပ်ပေးထားတဲ့အင်ကြီးကလေးဝဲအင်ကြီးလေးပုစီလေးရှိတယ်။ ကျွန်တော်သူ့ကိုကာတွန်းဆက်ကောင်တစ်ခုအဖြစ်နဲ့ကျွန်တော်လုပ်ချင်တော့ကျွန်တော် cover page ကိုကျွန်တော်လိုချင်တဲ့ pattern style ကိုဒီမှာကျွန်တော်ထည့်ရေးလိုက်တယ်ကျွန်တော်ထည့်ရေးလိုက်တာလည်းထူးထူးခြားခြားကြီးမဟုတ်ကျွန်တော်ရေးထားတာက charming 3D cartoon style အဲဒီလိုပုံစံလေးလုပ်ပေးပါခေါင်းစဉ်ကတော့ sweet dreams little elizabeth လို့မျိုးပြအဲ့လိုပုံလိုချင်တယ်ဆိုတော့ gemini ကကျွန်တော်ကို10စက္ကန့်အတွင်းမှာပဲဒီပုံပြန်ထုတ်ပေးတယ်နော်ဒီကလေးလေးနဲ့ဒီသမီးလေးနဲ့ပုံမယ်ဒီဂျိုသားလေးနဲ့ပေါ့နော် စာတန်းကိုကိုယ့်ကိုမြန်မာလိုရေးမှဖြစ်တဲ့အတွက်ကျွန်တော်ကစာတန်းကိုပြန်ဖြောက်ပေးပါလို့ဒီမှာထပ်ပြောလိုက်တယ်နော် ရိုးရိုးပဲမြန်မာလိုပြောချင်လဲရတယ်ကျွန်တော်မိတ်ဆွေတွေအင်္ဂလိပ်လိုပြောချင်လဲရတယ်အဲ့ဒါဆိုဒီကောင်လေးရပြီโอเคဒီကောင်လေးရပြီကျွန်တော်နောက်တစ်ခန်းနောက်တစ်ခန်းမှာမိမိလေးကကြောင်းသွားနေတဲ့အခန်းကိုကျွန်တော်လိုချင်ပါတယ်လို့ကျွန်တော်ပြောလိုက်တယ်အဲ့တော့သူကြောင်းသွားနေတဲ့ပုံလေးထွက်လာပြီโอเคနောက်တစ်ခန်းသူကကြောင်းသွားနေတဲ့လမ်းမှာဥလေးတူကိုတွေ့တယ်။အဲ့တော့ကျွန်တော်ဒီမှာဘာမှအထူးခြားမရေးလိုက်ဘူး။အရင်တောက်ပနေတဲ့ဥလေးတခုကိုတစ်ပင်အောင်မှသူသွားတွေ့တယ်ဟဲ့နော်။အဲ့လိုပဲရေးလိုက်ပြီးွားရင်သူဘာလုပ်လဲဆိုရင်သူအိမ်ပြန်လာတယ်။အဲ့ဥလေးကိုယူလိုက်ပြီးသူအခန်းထဲမှာထားလိုက်ပါတယ်။ အဲ့တမကြည့်ကြည့်သူအခန်းထဲမှာထားလိုက်ပါတယ်ဆိုတဲ့ပုံလေးတခါတန်းထွက်တဲ့ character consistency เนาะပြောချင်တာကဇက်ကောင်ကဒီဇက်ကောင်ပဲအရင်တော့ဆိုရင်ဇက်ကောင်နေပြောင်းပြောင်းသွားလို့ဒုက္ခရောက်တာအခုဇက်ကောင်နေပြောင်းမသွားဘူးအဲ့ဒါနဲ့သူ့မိသားစုနဲ့မိဘတွေနဲ့ထမင်းစားတဲ့အခန်းဒီမှာဒီသမီးလေးပဲဒီဇက်ကောင်လေးပဲအဲ့ဒါကိုကျွန်တော်မိတ်ဆွေတွေဒီပုံလေးအကုန်လုံးကို download ဆွဲပြီးသွားရင်ဘယ်သွားလို့ရလဲဆိုရင် Canva ကိုသွားလို့ရတယ်တကယ်တုံးမယ်ဆိုရင်ပတ်စံ3000လား4000လားပဲပေးရတယ်ကျွန်တော်ဝယ်ထားတော့က2000ပဲပေးရတယ်မြန်မာငွေ2000ပဲပေးရတာ ebook လို့ရရှာလိုက်เนาะ ebook လို့ရချင်လဲ ebook template တွေမှာအများကြီးပဲအဲ့ဒီထဲမှာကိုကြိုက်တဲ့ template နဲ့ site တွေနဲ့အကုန်လုံးကိုပြန်ပြီးတော့ပြန်ပြင်ပြီးတော့စာအုပ်တအုပ်ပြန်လောက်ရမှာပေါ့ဗျာကျွန်တော်တို့ကအဲ့မှာစာအုပ်တအုပ်ဖြစ်တဲ့ဟာအနေထားအထိတော့ကျွန်မစီတွေကအာယုံနောက်မယ်ဆိုလို့ကျွန်တော်ထားပါတော့ဘာမှမလုပ်နိုင်အောင်ကျွန်တော် blank page လုပ်မယ်ပဲထားဒီမှာ Gemini နဲ့ပုံလေးတွေကို download ဆွဲမယ်ထားပါတော့ဒီစာအုပ်အဖုံးလေးကိုကျွန်တော် download ဆွဲမယ်မိမိလေးပုံ okay အဲ့ပုံကို download ပြီးအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဆွဲတင်မယ် site တွေပါချိန်မော့ဗျာ နော်အကိုကကို site ဒီစိတ်ကြိုက်ချင်လို့ရတယ်ဒီမှာစာတန်းလေးတွေထူတော့ဗောဒီမှာဘာသာအုပ်လေးဘာလီလေးဆိုပြီးတော့မြန်မာဖောင်လေးတွေထည့်ပြီးတော့ကျွန်တော်တို့မျိုးစုံပြီးတော့အခန်းနေစက်ထဲဗောဒီအခန်းနေဒီခန်းနေစက်ထဲဗောအတ္တာကိုကျွန်တော်မိတ်ဆွေတွေဘယ်လိုကိုးကားလို့ရလဲဆိုရင် Google မှာ Etsy လို့ရိုက်ရှာလိုက်အဲ့ဒီ website ကိုအရင်သွားကြည့်ကြည့်သူများတွေစာအုပ်ရောင်းနေတာရှိတယ်အဲ့ဒီမှာ Kitbook ဆိုပြီးတော့ကျွန်တော်ရိုက်ရှာထားတာရှိတယ် မတွေ့ရင်ဒါမျိုးရိုက်ရှာလိုက် kitbook မြန်မာပြည်က market မှာတော့ကျွန်တော်ထင်တယ် digital product တဲ့တကယ်စာအုပ်ဖြစ်အောင်လို့ဒီလိုစာအုပ်ဖြစ်အောင်လို့ဖန်တီးပြီးတော့ရောင်းရင်တော့အကောင်းဆုံးပေါ့နော်ဒီမှာချစ်ချင်တော့သူများတွေရောင်းနေဟာဒါလေးဆို73ဒေါ်လာဒီမှာ29ဒေါ်လာ မလေးဒေါ်လာโอเคသူတို့တွေဒီလိုလေးတွေဖန်တီးပြီးရောင်းတာတမန်ကြည့်ကြည့်နော်ဒီပုံလေးတွေဆိုရမှာစာအုပ်ကလေးတွေဘာမှခက်ရကဲစမဟုတ်ဒါလေးတွေကိုမှစာလေးတွေဇလန်းလေးလိုက်ထည့်ထားတာ AI ခက်မှာအကြီးကြီးခေါင်းထဲကနေဦးနှောင်းချောက်ပြီးတော့ကျွန်တော်မိတ်ဆွေတွေအကြီးအကျယ်တွေရှောက်တွေးနေစရာမလိုဘဲနဲ့ tools တစ်ခုကိုပဲကိုကဘလောက်အထိလေးလေးနက်နက်နဲ့သုံးနိုင်မလဲသုံးနိုင်ပြီးွားရင်ဒီ tools နဲ့ဒီ tools နဲ့ပေါင်းစည်းပြီးတော့ဘယ်လိုစီးပွားရေးလုပ်လို့ရမလဲဒါမျိုးဆိုရင်ကျွန်တော်တိတ်လှုပ်ချင်တာကျွန်တော်ဇလန်းလေးတွေရေးမယ်ကျွန်တော်စိတ်ကူးရင်ဇလန်းလေးတွေရေးမယ်စာတန်းလေးတွေထိုးမယ်စာအုပ်ကလေးတွေဖန်တီးမယ် ပြီးတော့ရင်အဲ့စာအုပ်တွေကို digital product ကနေ physical ဖြစ်အောင်လို့တကယ်စာအုပ်ဖြစ်အောင်လို့အသားကောင်းကောင်းလေးတွေနဲ့ထုတ်မယ်အထူးခြားချက်ကဘာဖြစ်မလဲဆိုရင်အထက်ထဲမှာပါဝင်နေမဲ့ဇက်ကောင်လေးတွေကတကယ်တာတာမီမီတွေရဲ့ဇက်ကောင်လေးတွေကျွန်တော်ဇက်ကောင်ကိုကောက်ထည့်ခြင်းလဲထည့်လို့ရတယ်ပြီးတော့ရင်ခလီလေးတွေအတွက်လက်ဆောင်ပေးဖို့ကိုကျွန်တော်ဘာလိုက်လုံမလဲဆိုရင်ចောင်းတွေကိုလိုက်ပြီးချိတ်ဆက်မှာပေါ့မူဂျိုចောင်းလေးတွေရှိသမျှចောင်းတွေအကုန်လုံးလိုက်ပြီးတော့ချိတ်ဆက်မှာပေါ့ကျွန်တော်မိတ်ဆွေခုနက Google Gemini တုံးလိုက်ရတဲ့ပတ်စံနဲ့အခု Canva တုံးလိုက်ရတဲ့ပတ်စံဒီ3000 4000မကျော်သေးဘူး ကျွန်တဲ့ဟာဒီအကုန်လုံးကျွန်တော်ကဘာဖြစ်လို့နေရာခြံထားတာလဲဆိုတော့ကိုယ့်အကူတော်စီလာစီ page တွေပါထောင်းမယ်။ကြော်ညာတွေပါတွေကိုဆက်ဆက်ချင်းမှာ9ဒေါ်လာတော့ပါထိုးရင်ထိုးမယ်။လုတ်ပါလေ ပတ်စံတသိန်းနှစ်သိန်းနဲ့စီးပွားရေးဆက်လို့မရဘူးဆိုတာလုံးဝမဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်အာမခံတယ်။ကျွန်တော်အရှိမလုတ်ခဲ့တဲ့ Facebook page က business ရဲ့အကောင်လုံးကိုကျွန်တော်တသိန်းခွနှစ်သိန်းနဲ့ပဲစားတာ။ပြီးတော့မှ၅သိန်းပြီးတော့မှ၁၀သိန်းအဲ့ဒါတော့ရောင်းရမှမရောင်းရရင်နောက်ပြန်ဆုတ်လို့ရတယ်။ယနေ့ခေတ် AI ခကြီးမှာရနေတဲ့အခွင့်အရေးတွေထဲမှာတိတ်ကိုမှထူးခြားတဲ့အခွင့်အရေးတွေဖြစ်တယ်။လုတ်တက်ဖို့လိုတယ်။တချို့ကတော့ပြောတာပေါ့ဗျာ။ကျွန်တော်ဒါလုတ်တက်ပြီးဘမှလည်းပတ်စံခင်ဗျားပြောတဲ့ဗီဒီယိုတွေကြည့်တယ်။ကျွန်တော်ဒီတိုင်း live လုတ်တယ်။လုတ်တက်ပြီးဘမှလည်းပတ်စံအဲ့ဒီနေရာမှာခတ်တာသူလဲဒါလုတ်တက်တယ်ကိုလဲဒါလုတ်တက်တယ် ဲ့ဒီနှစ်ယောက်မှာဘယ်သူကပတ်ဆိုင်ရမှာလဲစီးပွားရေးအတွေးခေါ်နဲ့တကယ်အပြင်မှာလိုက်လိုက်စူးစမ်းရမယ် creation မှာလည်းကောင်းရမယ်ဖန်တီးမှုကလည်းကောင်းနေရမယ် တဆိုင်မမပုံမှန်ကလည်းလုံနိုင်ရအောင်ပဲသူများချက် please smart ဖြစ်ရမယ်မကြခင်အချိန်အတွင်းမှာကျွန်တော်တခြား channel ကအကူတယောက်နဲ့တွေ့ဆုံမှုရှိတယ်အဲ့ဒီ channel ကတော့ Simon သူတက် channel ကသူနဲ့ကျွန်တော်နဲ့စကားပြောပြီးတော့ဒီနေ့ခေတ်မှာ AI ခကြီးထဲမှာရနေတဲ့အခွင့်အရေးတွေအကြောင်းတော့ကျွန်တော်တို့အချင်းချင်းဆွေးနွေးကြမယ်အဲ့ဒါကို podcast တပေါ်မျိုးနဲ့မကြခင်မှာလာလိမ့်မယ်ကျွန်တော်ထင်ပါတယ်ဒီလမဟုတ်ရင်ရှစ်လဆန်းနေတော့တော့ဖြစ်လိမ့်မယ်ကဲအဲ့တော့ဒီ video ရဲ့နှီးကုန်ကျွန်တော်အရှိကြီးတွေပြောရင်နားတွေဥတယ်ခေါင်းတွေကြိုက်တယ်အရှိကြီးမပြောဘူးအဲ့ဒါလိုတိုရှင်ပဲ ဥပမာတစ်ခုပဲပြရသေးတာအဲ့ဒါမျိုးလုပ်လို့ရတဲ့ business တွေပြုံထနေတာပဲအခုခေတ်ကြီးထဲမှာ try ကြည့်ပါလုပ်ကြည့်ပါအောင်စမ်းကြည့်ပါအောင်မဟုတ်ရင်ကိုယ်နေ ebook ရောင်းတဲ့လောကကိုလည်းခဏလေးနဲ့ပြန်ကြော်တက်မှာနော်ရက်ကွက်ထဲမှာမူဂျိုဆီယမ်မာတွေအများကြီးပဲမူဂျိုဆီယမ်မာတွေကိုသွားချိတ်လို့ရတယ်ကြောင်ကာမောင်းတဲ့သူတွေအကုန်လုံးသွားချိတ်လို့ရတယ်လူတွေကပေါ့ပေါ့လေးရှောက်စဉ်းစားနေတာဒါလုပ်တက်တာနဲ့ပတ်စံရမှာလားဒါလုပ်တက်တာနဲ့ပတ်စံဘမာလဲကျွန်တော် programming တက်တယ်ဘယ်မှာလဲပတ်စံဒါမျိုးတွေပဲပြောနေကြတာပဲခင်ဗျားတို့နည်းနည်း play smart လုပ်ပါနည်းနည်းလေးတော့ကိုကသူများတက်တဆင့်တာပြီးတော့ စ조사 try ကြည့်ရမှာပေါ့ဘာမှမစမ်းကြည့်ပဲနဲ့ဘာမှမသိလောက်ကျွန်တော်အဲ့လေတော့ကလည်းအဲ့လိုပဲပထမဆုံးသုံးရတယ်နှစ်သိန်းလို့၅သိန်းလို့စီးပွားရေးအတွက်ဆိုရင်ကျွန်တော်အရန်ကိုတွန့်ဆုတ်ခဲ့ဘူးတဲ့ကျွန်တော်မိတ်ဆွေတွေကိုခွန်အားပေးနေတဲ့အထဲမှာသိန်း1000နဲ့2000နဲ့တခုမှမပါဘူး ကျွန်တော်ပြောနေတာ2000 3000 4000 5000အဲ့လောက်အတန်းလေးတွေနဲ့ကိုယ့်ကိုဖန်တီးကျင်တာလေးဖန်တီးပြီးတော့စာအုပ်ကလေးတွေ post card ကလေးတွေအပြစ်မှတာတကက် marketing ကောင်းပြီးတော့ customer တကယ်ရှာလို့ရရင်စတင်ပြီးတော့အကြီးထွားလို့ရတယ်เนาะကျွန်တော်တို့အထူးသဖြင့်အရင်းနှီးမရှိတဲ့ကျွန်တော်တို့လိုလူတွေအရင်းနှီးမရှိဘူးဘယ်ရစရမယ်မှမသိဘူး AI ခက်မှာရှင် file လို့ရတယ်အရင်းနှီးရှိတဲ့သူတွေအကုန်လုံးကိုဘာနဲ့လဲဆိုရင်လေ့လာမှုအချိန်ပေးမှုစူးစမ်းမှု ကိုကိုယ်တိုင်ကစပြီးတော့ဗျာ knowledge ကိုတိတိကျကျထိုးပေါက်ပြီးတော့မလိလာထားရင်တော့ပို့လိလာတဲ့သူကပို့သွားမှာပဲလေတော့ပြောလို့မမရအဲ့တော့နောက်ထပ် video တွေမှာကျွန်တော်မိတ်ဆွေနဲ့ဆက်လက်တွေ့ဆုံပါမယ် thank you